မင်္ဂလာပါရှင်။ကျွန်တော်တို့ဒီ time သတင်းဌာနရဲ့မေလ16ရက်သတင်းလာနေ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီနေ့မှာနားဆင်ရမှာကတော့မြင်းမထစ်တောင်တတုဒူဖို့ရေးဆက်ကျင်ဆနာပြလှုပ်ရှားမှုမှာဥဆောင်တဲ့သူတွေဖန်ဆီးခံရပါတယ်။စနစ်ကြတဲ့ကုတ်ကဲမှုတွေနဲ့လေချောင်းတိုက်ခိုက်မှုတွေကိုစစ်ကောင်စီကလှုပ်ဆောင်လာတယ်လို့ IEC ကပြောပါရယ်။ Greenie မှာငွေဆက်ကူအတုလက်ခံရရှိမှု ပမာဏကများတာကြောင့်လူထုတွေအနေနဲ့သတိထားဖို့လိုအပ်ပါရယ်။ လေးရက်အတွင်းရှမ်းတောင်စစ်ဒေသခွဲအမတ်တပ်ဗျူဟောင်းတပ်ဖွဲ့စီကိုဝင်ရောက်ခလုတ်လာတဲ့တပ်သား16ဦးရှိပါတယ်။ဒီသတင်းတွေကိုတင်ပြပေးသွားပါမယ်ရှင်။ဖေခုံမြို့နယ်တိကျိတ်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့မြင်းမထီတောင်တပ်သူဒူဖော်မှုဆက်ကျင်ဆန္ဒပြလှုပ်ရှားမှုအတွင်းမှာဥဆောင်နေတဲ့ပရာဒောင်းဆွေမျိုးစုဥက္ကဋ္ဌခွန်အောင်နိုင်စိုးနဲ့အတွင်းရင်မူခွန်ခိုင်မင်းနိုင်တို့ကိုလေးပွကျဲကုမ္ပဏီဥက္ကဋ္ဌဦးတန်းစိုးနိုင်ရဲ့တပ်သားတွေကပြီးခဲ့တဲ့မေလ16ရက်နေ့ မိုးလွယ်တနားရီအချိန်မှာလက်ထိတ်ခတ်ဖမ်းဆီးလိုက်တယ်လို့တပိတ်အတွင်မှာပါဝင်တဲ့လူငယ်တွေကပြောပါရယ်မိလ16ရက်နေ့မှာမြင်းမထီတောင်ကာကွယ်ရေးဆန္ဒပြကန့်ကွက်ရေးတပိတ်စစ်ကြောင်းစုစည်းနေစင်မှာပဲလေးပွေကျဲကုမ္ပဏီဥက္ကဋ္ဌရဲ့တားဖြစ်သူကရောက်လာပြီးတိကျိတ်ကြေးရွာအတွင်မှာရှိတဲ့ကယန်းအမျိုးသားကောင်းဆောင်ကြီးလက်ဖြင့်ကယန်းပြည်သက်ပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့ဦးရွှေအေခငင်းကယန်းထံရဲ့နေအိမ်မှာတွေ့ဆုံခဲ့ကြပြီးတဲ့နောက်မှာ ဖန်စီခေါ်ဆောင်သွားတာဖြစ်တယ်လို့သိရပါဗျ။ဖန်စီခေါ်ဆောင်သွားတဲ့ဆွေမျိုးစုကောင်းဆောင်တွေကိုဒီနေ့မေလ19ရက်နေ့ညနေ၄နာရီနောက်ဆုံးထားပြီးအမြန်ဆုံးပြက်လို့ပေးဖို့ကိုပရာဒောင်းဆွေမျိုးစုဗဟိုကော်မတီကမနေ့ကမေလ18ရက်နေ့မှာသဘောထားထုတ်ပြန်ထားပါဗျ။တရုတ်မစ္စတာဝမ်ကုမ္ပဏီနဲ့လေးပွင့်ကျဲကုမ္ပဏီတို့ကပရာဒောင်းဆွေမျိုးစုဒေသမှာရှိတဲ့မြင်းမတီတောင်ပေါ်မှာအကြီးစားတတုသူဖော်မှုပြုလုပ်ဖို့အတွက်ငါးနှစ်စာချုပ်ချုပ်ဆိုထားခဲ့ကြတာပါ။ အဲ့ဒီတက်သူသူဖော်မှုမှာတော့ဒေသခံတွေရဲ့ဆန္ဒမပါတာကြောင့်ပရာဒေါင်းဆွေမျိုးစုလူငယ်တွေကအပြင်းအထန်ဆန္ဒပြခန့်ကွက်နေကြတာပဲဖြစ်ပါတယ်။စစ်ကောင်စီကစစ်ဖက်အရက်ဖက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်တဲ့အခါမှာအရင်ကလိုမျိုးရန်တန်ပြုနေတာမဟုတ်တော့ဘဲနဲ့အမိတ်ကုတ်ကဲရေးစနစ်နဲ့စနစ်တကျလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတာတွေ့ရတယ်လို့ IEC အတွင်းရေးမှူးနဲ့ဥပညာကပြောဆိုလိုက်ပါတယ်။အရင်ကတည်းကစာသင်ကျောင်းတွေနဲ့စစ်ဘေးရှောင်စခန်းတွေကိုပိတ်မထားပြီး ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့စစ်ကောင်စီဟာ2025ခုနှစ်အတွင်းမှာတော့စီးပွားရေးလုပ်ငန်းတွေရှိတဲ့နေရာတွေအရက်သားတွေတွာလာလို့ရှာတဲ့နေရာတွေကိုပေါ့ဥတီတိုက်ခိုက်လာတာပါ။ Greenie ပြည်မှာတော့ April အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သား29ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ IEC ကပြောဆိုထားပါတယ်။တက်သူသူဖော်မှုလုပ်ငန်းတွေရှိတဲ့မော်ချီဒေသကို match လာမှာတစ်ချိန် April မှာနှစ်ချိန်နဲ့မေလမှာနှစ်ချိန် စုစုပေါင်း9ကြိမ်ထိကိုစစ်ကောင်စီကဘုံကျဲမှုတွေပြုလုပ်ခဲ့တာပါတနင်္ဂနွေလုံးအတိုင်းအတာနဲ့ခြုံပြီးကြည့်မယ်ဆိုရင်စစ်ကောင်စီကတော်လရင်အင်အားစုတွေရဲ့အုပ်ချုပ်ရေးရန်ပြားတွေနဲ့ဆက်ဆက်နေတဲ့နေရာလူမှုဝန်ဆောင်မှုလုပ်ငန်းတွေရှိတဲ့နေရာနဲ့လူမှုစီးပွားအချက်ချာကြတဲ့နေရာတွေကိုပိုပြီးတန့်ခိုက်လာတာတွေ့ရတယ်လို့ဥပညာက Candrawati Time ကိုပြောပါတယ် Greeny ပြည်တွင်းငွေလွဲငွေထုတ်လုပ်ငန်းတွေနဲ့နိုင်ငံခြားငွေလဲလဲလုပ်ငန်းတွေမှာ ကျက်တထောင်တန်ငွေဆက်ကူအတုတွေလက်ခံရရှိမှု ပမာဏကများပြားလာတာကြောင့်လူထုတွေအနေနဲ့ငွေတန်းကင်ဆောင်တဲ့အခါမှာတတိရှိဖို့ပြည်တွင်းငွေတွေးငွေထုတ်ပြုလုပ်ပေးတဲ့သူတွေကပြောပါရယ်ပြီးခဲ့တဲ့မေလ23ရက်နေ့ဖဲခုံမြို့နယ်ပီကင်းကျေးရွာကငွေလွဲငွေထုတ်ပြုလုပ်ပေးတဲ့ဆိုင်ကနေအမျိုးသားတအူးကျက်တထောင်တန်ငွေဆက်ကူအတု၈သိန်းကိုလက်ခံရရှိခဲ့ပါရယ် ငွေအတုလက်ခံရရှိတဲ့အမျိုးသားကတော့စိုက်ကိုငွေပြန်အပ်ခဲ့ပြီးလူထုတွေကြားမှာပြက်လက်အသုံးပြုတာတွေ့ရှိမယ်ဆိုရင်စိုက်ကိုအေးအေးယူသွားမှာဖြစ်တယ်လို့သူကပြောပါတယ်။အခုလိုကြားကာလမှာငွေဆက်ကူအတုပြက်ပွားနေမှုကိုကင်တွယ်ဖြေရှင်းရခက်ပေမဲ့ငွေအတုလက်ခံရမိတယ်ဆိုရင်သက်ဆိုင်ရာ Greening ပြည်ရဲ့ KSP ထံတိုက်ကြားနိုင်တယ်လို့ IEC ကပြောထားပါတယ်။ရည်ရွယ်ချက်မရှိဘဲနဲ့ငွေဆက်ကူကိုသုံးစွဲမိတယ်ဆိုရင်ဥပဒေကြောင့်အရာအကာအကွယ်ရှိပြီးသားဖြစ်တယ်လို့ ရည်ရွယ်ချက်ရှိရှိပြတ်ဝေးတာဆိုရင်တော့ဥပဒေကခွလွန်နိုင်မှာမဟုတ်ဘူးလို့ IEC အတွင်းရင်မှုနဲ့ဥပညာက Candrawity Time ကိုပြောပါရယ်2025ခုနှစ်အတွင်းမှာပဲမဲဆက်မြွနေမှာလေသိန်းဆယ်နဲ့ချီတဲ့ငွေကျပ်တထောင်တန်ဆက်ကူအတုလဲလဲခံရတဲ့ဖြစ်စဉ်တွေရှိခဲ့ပါရယ်ရှန်ဂရီနီနဲ့ဆမာစစ်ရေလှောက်ရှားနေတဲ့ရှမ်းတောင်စစ်ဒေသခွဲအမတ်သက်ဖြူဟာတပ်ဖွဲ့စီကို၄ရက်အတွင်းဝေရောက်ခေါ်လာတဲ့စစ်ကောင်စီတပ်သား16ဦးရှိပါရယ် ပြီးခဲ့တဲ့မေလ12ရက်နေ့ကနေမေလ15ရက်နေ့အထိ၄ရက်အတွင်းမှာဝင်ရောက်ခလုံးလာခဲ့ကြတာဖြစ်ပါတယ်။မြေပြင်တိုက်ပွဲအခြေအနေပြင်းထန်မှုကြောင့်တပ်သားတွေအခုလိုမျိုးဝင်ရောက်ခလုံးလာခဲ့ကြတာဖြစ်ပြီးဝင်ရောက်ခလုံးလာတဲ့တပ်သားတွေဟာအသက်အရွယ်အရ16နှစ်ကနေ28နှစ်ဝန်းကျင်ကြားလူငယ်တွေဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းကတပ်သားတွေဟာ ပေါ်သာဆွဲဆုဆောင်ခံရတဲ့တပ်သားတွေများလာကြောင့်အခုလိုမျိုးဝင်ရောက်ခလုံးလာခဲ့ကြတာဖြစ်တယ်လို့ ရှမ်းတောင်စစ်ဒေသခွဲအမတ်သက်ဖြူဟာတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရယ်။တော်ရရင်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မူပြင်းမြို့ကိုပြန်လည်ရရှိဖို့အတွက်စစ်ကောင်စီနဲ့ပြည်သူ့စစ် PNO တို့ဟာမူပြင်းမြို့တွင်စစ်ကြောင်းမူပြဲကုန်းတာစစ်ကြောင်းနဲ့ဖဲခုံမြို့နဲ့ညောင်ရွှေမြို့နယ်စစ်ကြောင်းစတဲ့စစ်ကြောင်း၃ခုနဲ့မေလ6ရက်နေ့ကစပြီးစစ်ကြောင်းထိုးလာတာကြောင့်နှစ်ဖက်တိုက်ပွဲပြင်းထန်နေပါရယ်။ လက်ရှိတိုက်ပွဲအခြေအနေလဲဆက်လက်ပြင်းထန်နေအောင်မှာဖြစ်တယ်လို့ရှမ်းတောင်စစ်တီးသားခွဲအမတ်သက်ဗျူဟာတပ်ဖွဲ့စီကသိရပါတယ်။ကင်ဒရောဒီထိုင်းမြေရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးအဒီအပေါင်းကကင်းဝင်းကြပါစေရှင်။ကျမမွန်ညာမှာပါ။